ချင်းချောက်မှုတွေနဲ့စစ်ရေးလှုပ်ရှားမှုတွေကြောင့်အမေရိကန်နဲ့အီရန်ကြားတင်းမာမှုတွေမြင့်တက်လာနေပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကနျူကလ িয়ার သဘောတူညီချက်အသစ်ကိုမတော်မတူပါကအမေရိကန်ကအီရန်ကိုဘုံကျဲမည်ဟုတတိပေးထားသည်။ဒုတ်ပြည်နေနေနဲ့အီရန်စစ်ကောင်းဆောင်တွေကဒီအဂိုဂါစီယာချီစိုက်စကန်အပါဝင်အမေရိကန်ပိုင်ဆိုင်မှုတွေကိုတိုက်ခိုက်ဖို့အကြံပြုထားသည်။အမေရိကန်က B2 ကိုပြောက်ဘုံကျဲလေယာဉ်များကိုအိန္ဒိယတမုတ်တရားစီအထူးကအခြေစိုက်စကန်ဖြစ်သည့် ဒီယာဂိုဂါစီယာတို့ဆီလုခဲ့သည်ဒီလောက်ရသည့်အီရန်၏နျူကလ িয়ার နေရာများကိုစန့်ကျင်သည့်စစ်ရေးအရအရေးယူရာအမေရိကန်၏အစင်တစ်ဖြစ်နေကြောင်းပြသနေသည်ထံကအီရန်ကိုစကြုပ်သည့်ညိုညိနိုင်ရန်လနောက်ဆုံးထားတမပေးထားသည်အီရန်၏ထိတ်တန့်ကောင်းဆောင်အယတ်တိုလာခါမီနီကခိုင်းအချင်းချောင်းမှုကိုပြင်းပြင်းထန်ထန်ဝေဖန်ခဲ့သည်အီရန်ကိုတိုက်ခိုက်ပါကအမေရိကန်၏ပြင်းထန်သောဒုနေချက်ကိုရင်ဆိုင်ရမည်ဟု၎င်းကတတိပေးခဲ့သည်ယခုအခါထိတ်တန့်စစ်ဦးစီးချုပ်များသည့် ဒီဂိုဂါစီယာကိုချုပ်တင်တန်ခါရန်ဆွေးနွေးနေတယ်ဟုအီရန်အကြီးတန်းအရာရှိတဦးကပြောကြားခဲ့သည်။အမေရိကန်ကဘာကြောင့်ဘုံကျက်လျင်တွေအခြေဆိုင်စခန်းကိုရွှေ့လိုက်တာလဲဆိုတာအီရန်ကဆွေးနွေးပါသည်။ကနေဦးတွင်ယမန်ရှိဟူတီများကိုတိုက်ခိုက်ရန်၎င်းတို့ရှိနေသည်ဟုလူအများကယုံကြည်ခဲ့ကြသည်။ဗကြသည်မီက20ဟူတီများအဖေးလန်ဒီတင်မော့တင်တင်မော့ကိုပြစ်ခတ်တိုက်ခိုက်မှုကြောင့်ဗကြသည်မီကဟူတီများကိုတိုက်ခိုက်ရန်မိတ်ပေးခဲ့သည်။ဂါဇာတွင်စစ်ပွဲကြောင့် ဣဇွေနှင့်ချိတ်ဆက်ထားသောတေမောများကိုတိုက်ခတ်သည်ဟုသူတပုံများကိုဆွဆွဲသည်တိုးတော်လည်းယခုအခါဒေသအတွင်းတရင်များအရဘုံဦးကျဲလေရင်များသည်အီရန်ကိုတိုက်ခိုက်ရန်ပြင်ဆင်နေခြင်းဖြစ်သည်ဟုဆိုကြသည်အကယ်၍အီရန်ကဒုံးကျဉ်များပြစ်လုပါကခြေဆိုင်စခန်းကိုမထိမှန်ပဲအနီးအနားရှိရေပြင်ကိုဆင်းတက်နိုင်သည်ဟုအီရန်ရရှိကပြောကြားခဲ့သည်ဒါကငါတို့အလေးနဲ့ထားရမည်ဟုအမေရိကန်ကိုတတိပေးခဲ့သည် ကမနီနောက်ဆုံးရက်ကိုပြင်မီယံငင်းဆုံမှုအပေါ်ထရန်ကစိတ်ပြက်လာသည်အီရန်နျူကလ িয়ার သဘောတူစာချုပ်တစ်ကိုလက်မရေးထိုးရန်သို့မဟုတ်စစ်ရေးအရရေးယူမှုများပြုလုပ်ရန်၎င်းကတတိပေးထားသည်နောက်ဆုံးရက်ကအခုတရင်ပါတွင်လိုတော်သည်တင်လာနေတွင်ထရန်က True Social တွင်အီရန်ကြောတောင်းနောက်ကံပြုဟူတီများသည့်အမေရိကန်၏လေကြောင်းတိုက်ခိုက်မှုကြောင့်ဆုံးရှုံးမှုများစွာကြုံတွေ့ရကြောင်းပြောကြားခဲ့သည်။တင်မောင်များကိုပြင်မထား မဂျတန်ဘာကတိုက်ခိုက်မှုများကိုဆက်လက်လှုပ်ဆောင်သွားမည်ဟုလည်းတည်ပြီးခဲ့သည်။ဟူဒီများကိုဆက်လက်ထောက်ကမ်းပါကအီရန်နေပြည်ပိုမိုအရေးယူဆောင်ရွက်နိုင်ရန်အကြံပြုထားသည်။ထရန်နှင့်အီရန်တို့သည်စစ်လျားသောပြည်ပကတမိုင်းကြောင့်ရှိသည်။2020ခုနှစ်တွင်အမေရိကန်ကအီရန်ဗိုလ်ချုပ်ကြီးကာစင်ဆိုလီမန်နီကိုတားခဲ့သည်။နောက်ဆုံးတွင်အီရန်သည်ထရန်အားလက်စားချေရန်လှုပ်ကြံတပ်ဖြတ်ရန်ကြံစီခဲ့သည့်ထို့အတွက်ကြောင့်ခရန်ကတောင်းရဖွဲ့အားတာရန်စူးစမ်းပါကအီရန်ကို လုံးဝဖျက်ဆီးပြစ်ရန်ပြောကြားထားသည်။ အခြေအနေကအရင်အန္တရာယ်များနေသည်နိုင်ငံစလုံးတည်ချိန်ချောင်းမှုများပြုလုပ်နေပြီးစစ်ပွဲအတွက်ပြင်ဆင်မှုများပြုလုပ်လျက်ရှိသည်ကမ္ဘာကြီးကအနိကဆောက်ကြည့်နေပြီးငြိမ်းချမ်းသည့်အဖြေကိုမျှော်လင့်နေကြပါသည်